become who you are ဟိုဖြစ်တဲ့သူဖြစ်လာပါဂျာမန်တွေးခေါ်ပညာရှင် Friedrich Nietzsche ရဲ့အတွေ့တွေကတကယ်စိတ်ဝင်စားစရာကောင်းပါတယ်သူ့ရဲ့လွတ်လပ်တဲ့စိတ်ဝိညာဉ် free spirit ဆိုတဲ့အယူဆကလူတွေရဲ့အစဉ်လာတွေလူမှုရေးစည်းကမ်းတွေကိုမျက်စိမိတ်မလိုက်နာပဲနဲ့မိမိရဲ့အမြင်နဲ့တန်ဖိုးတွေကိုကိုယ်တိုင်ဖန်တီးဖို့အားပေးတဲ့အတွေ့ပါဥပမာပြောရရင်ဒါတွေကထုံးစံပါ အစင်လာပါလို့ပြောတိုင်းမျက်စိမိတ်လက်ခံလိုက်ဖို့ထက် ပြန်ပြီးမေကွန်းထုတ်တတ်ဖို့ဘဝမှာဘာကြောင့်ဒီလိုလောက်ရမှာလဲဆိုတာကိုကိုယ်တိုင်စမ်းစစ်တတ်ဖို့အားနဲ့ချက်တွေကိုကြော်လွှားပြီးပိုအားကောင်းတဲ့ကိုယ်ပိုင်ဗာရှင်တစ်ခုကိုတည်ဆောက်ဖို့နေရှိရတိုက်တွန်းတာပါသူစကားတခွန်းဖြစ်တဲ့သင်ဖြစ်တဲ့သူ ဖြစ်လာပါ become who you are ဆိုတာမျိုးပေါ့လူတိုင်းဟာကိုယ်ပိုင်တန်ဖိုးနဲ့ဖြစ်ချင်တဲ့ပုံရိပ်တွေရှိပါတယ်အဲ့ဒါကိုရှာဖွေဖို့ပါသင်ဖြစ်တဲ့သူဖြစ်လာပါ become who you are ဆိုတဲ့ဇာတ်ကနိရှိရဲ့ထင်ရှားတဲ့ဒသနအတွေးခေါ်တစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကရိုးရှင်းတယ်လို့ထင်ရပေမဲ့နက်နဲတဲ့အတိတ်ပဲတွေနဲ့ပြည့်နေနေပါတယ်။ဒီဇာတ်ကကိုယ့်ရဲ့အစစ်မှန်ဆုံးသောပင်ကိုယ်စရိုက် authentic self ကိုရှာဖွေပြီးအဲ့ဒီအတိုင်းနေထိုင်ရှင်သန်ဖို့တိုက်တွန်းတာဖြစ်ပါတယ်။လူအများစုကပတ်ဝန်းကျင်ရဲ့ဖိအားတွေလူမှုရေးဒလိထုံးတန်းတွေအများသဘောကျတဲ့ပုံစံတွေအတိုင်းလိုက်နာနေထိုင်တတ်ကြပါတယ်။ နီရှိကတော့ဒီလိုပုံစံခွက်တွေကနေယုံထွက်ပြီးကိုယ့်ရဲ့ကိုယ်ပိုင်တန်ဖိုးတွေအာတာချက်တွေအားနည်းချက်တွေစံထားတွေစိတ်ကူးတွေကိုတေချာနားလေသဘောပေါက်ပြီးတော့ကိုယ့်ရဲ့ထူးခြားတဲ့ပင်ကိုယ်စရိုက်ကိုပေါ်ထုတ်ပြီးဘဝကိုအတိတ်ပဲရှိရှိနေထိုင်ဖို့လိုတယ်လို့ဆိုတာပါဒါကမင်းကိုမင်းကောင်းကောင်းသိအောင်ကြိုးစားပါလို့ပြောတာထက်ပိုပါတယ်ကိုကိုကိုတိရုံနေမကပဲ တိလာတဲ့အစစ်မှန်ကိုကိုယ်တိုင်လက်ခံပြီးအဲ့ဒီအတိုင်းဘဝကိုပုံဖော်နေထိုင်ဖို့ပါပဲဆိုလိုတဲ့အချက်တွေကတော့အတုရောက်မဖြစ်ချင်းသူများတွေဖြစ်စေခြင်းတဲ့အတိုင်းဒါမှမဟုတ်လူအဖွဲ့အစည်းကတတ်မှတ်ထားတဲ့အတိုင်းမဖြစ်ဘဲကိုယ်တိုင်ဘသူဆိုတာကိုအမှန်တိုင်းလက်ခံခြင်းပါနောက်တစ်ချက်ကိုယ်ပိုင်တန်ဖိုးများဖန်တီးခြင်းလူအဖွဲ့အစည်းကပေးထားတဲ့တန်ဖိုးတွေကိုအလွယ်တကူလက်ခံတာထက်ကိုယ်ပိုင်တန်ဖိုးတွေကိုဖန်တီးပြီးအဲ့ဒီအတိုင်းနေထိုင်တာပါ နောက်တစ်ချက်ကတော့စိန်ခေါ်မှုများကိုရင်ဆိုင်ခြင်းကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကိုပေါ်ထုတ်တဲ့နေရာမှာကြုံတွေ့ရမယ့်အခက်အခဲတွေဝေဖန်မှုတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ကြော်လာတာပါနောက်တစ်ချက်ကဘဝကိုပုံဖော်ခြင်းပါကိုယ့်ရဲ့ဆန္ဒတွေစိတ်ကူးတွေနဲ့အညီကိုယ်ပိုင်ဘဝလမ်းကြောင်းကိုရွေးချယ်ပြီးတော့တည်ဆောက်တာပါဒီအတွေးတွေကိုလက်တွေ့ဘဝထဲမှာဘယ်လိုအသုံးချမလဲဆိုတော့မိမိရဲ့ ဌာနမှာမိမိရဲ့ကုမ္ပဏီမှာမိမိရဲ့အလောက်ခွင်မှာကိုအထက်လူကြီးတွေရဲ့အမိန့်ကိုမျက်စိမိတ်မလိုက်နာဘဲနဲ့ကိုပိုင်အမြင်တွေကိုရဲရဲဝံ့ဝံ့ပြောတတ်ဖို့လိုပါတယ်။လူမှုရေးဖိအားတွေကြားမှာငါဘာလို့ခြင်းလဲဆိုတာကိုကိုကိုအရင်ဆုံးမေးတတ်ဖို့ကိုအားနည်းချက်တွေကိုမထုတ်ဖော်ရတာမျိုးကိုရှောင်ကျင်ဖို့စသဖြင့်ပါ။နိခိရဲ့ဒီဒသနာအတွေ့ကိုအချက်၅ခုနဲ့ဆွေးနွေးရမယ်ဆိုရင်နံပါတ်၁ကိုကိုကိုရှာဖွေပါ။ ကိုယ့်ရဲ့စိတ်အားထက်သန်မှုတွေဝါသနာတွေအယိချင်းတွေကို အရင်ဆုံးရှာဖွေပါကိုဘာလုပ်ရတာကိုတကယ်ပျော်လဲဘယ်အရာတွေကကိုယ့်ကိုအတိတ်ပဲရှိစေလဲနံပါတ်1ကြောက်ရွံ့မှုကိုကြော်လွှားပါသူများတွေရဲ့ဝေဖန်ပြစ်တင်ရှုတ်ချမှုတွေကိုကြောက်ရွံ့တာမျိုးမလုပ်ပါနဲ့ကိုဖြစ်ချင်တဲ့သူဖြစ်ဖို့အတွက်ဒီကြောက်စိတ်တွေကိုကြော်လွှားရပါမယ်နံပါတ်3စစ်မှန်မှုကို လက်ခံပါ ကိုယ့်ရဲ့အာသာချက် အားနေချက်အားလုံးကိုလက်ခံပါမပြည့်စုံတာတွေကိုဝန်ခံပြီးကိုကိုကိုအချစ်ဆုံးသူလိုဆက်ဆံပါနံပါတ်၄ကိုပိုင်လမ်းကိုဖန်တီးပါလူအများရှောက်လမ်းနဲ့လမ်းအတိုင်းလိုက်ရှောက်စရာမလိုပါဘူးကိုပိုင်လမ်းကြောင်းကို ကိုတိုင်ရွေးချယ်ပြီးရှောက်လမ်းရမှာပါနံပါတ်၅စင်ဆက်မပြတ်တင်อยู่ပါ ကိုဖြစ်တဲ့သူ become who you are ဆိုတာတည်ငြိမ်တဲ့အခြေအနေတခုမဟုတ်ပါဘူးအမြဲတမ်းပြောင်းလဲနေတဲ့ continual process ဖြစ်စဉ်တစ်ခုဖြစ်တာကြောင့်ကိုကိုကိုစဉ်ဆက်မပြတ်သင်ယူလေ့လာပြီးတိုးတက်အောင်လှုပ်ဆောင်နေရပါမယ် continuous learning လုပ်နေရပါမယ် Nick Shi ရဲ့ဒီစကားကကိုပိုင်လွတ်လပ်ခွင့်ကိုပိုင်ဆုံးဖြတ်ခွင့်နဲ့ကိုဘဝကိုကိုတိုင် ပုံဖော်နိုင်စွမ်းရှိခြင်းကိုအလေးထားတဲ့အတွေးခေါ်တွေတဲကတစ်ခုပါမိတ်ဆွေရောကိုဖြစ်တဲ့သူ become who you are ဆိုတာကိုရှာဖွေတွေ့ရှိပြီလား စိတ်ဝင်စားရင် comment မှာရေးသွားခဲ့ပါဦးအဆုံးထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ